အိမ်မစိန်တရာလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖျက်ပြပေးကြပါလေ။နာတွတ်တဆင်ပြေးကြပါအောင်ခင်ဗျာ။နေကြီးဝင်းဝါနေတော့မနဲ့ခင်းသည်။လိုင်းတိပစုံအေးကန်လုသမလေးများရောက်ရှိလာသည်နှင့်တပြိုင်နက်တနေ့တာတော့ဝင်လှူရှားမှုဇောင်းဝင်ငန်းကိုရိုက်ကူးရန်အစဉ်နှင့်ဖြစ်နေပေတော့သည်။သူတို့ကလေးတွေရောက်လာလျင် နားနေဆောင်မှာသမင်းကြိုင်များပစ္စည်းများထားမည်။ပြီးလျင်အလုတ်ဝင်ဝတ်စုံကိုလဲလေဝတ်ဆင်ကြမည်။ ရွေးစဉ်ချိန်မှရက်မြီတောင်တင်းတန်မာသောခြေတလုံးများသည်ဒေါ်စီရာဘာဖနက်ရှိတဲဆောင်ရာသို့ဝုန်းဝန်းဆာဆာလိုက်ပါသွားကြမည်။၎င်းရင်နေပြီဖြစ်သောဤဆုဆုအေးတက်တက်ရနန်းတို့ထုံဤမွေပြော်ရာစက်ယုံခမ်းမှကြဲကြီးထဲမှတော့အလုတာဝင်ဝိတရာတို့အသေးသည့်အတက်ကစောင့်ကြုံနေလိမ့်မည်။သူတို့ဤခြေတလုံးတောင်တင်းခိုင်မာသလိုသူတို့ဤလက်များတွတ်ထားလိုက်သည်မှာဆက်လာပင် ရေခဲကိုရောင်ကိုင်းအလုသမားကောင်လေးတွေတယောက်ကိုတယောက်အော်ဟစ်စကားဆိုမြည်တဲ့အန်ကတို့ရှားမှုနဲ့အပြိုင်တဝင်နေလေတော့လိုင်းသေးရဲ့ရှင်တန်မှုတွေမကြမီ ရုံကြွာလာတော့မြည်ကျမဒီနေရာကိုရောက်နေဒီမှာ တပတ်ခန့်ရှိပြီပဝန်းကျင်နေလေအတန်အသင့်ကျွမ်းဝင်နေပါပြီဒီအချိန်ဆိုကျမတငယ်ချင်းငိမ့်တယောက်တမီးကျူရှင်ပို့ပြီးအပြန်တစ်သက်ရွယ်ပြင်းနေရောမြည်ကျမစိတ်ယုံပဲမှာလူနေဘန်ဂလိုတွေအိမ်ဘက်ပြန်လျှောက်လာတာ ငိမ့်ကိုကူညီဖို့စိတ်ကူးလိုက်သည်ဟောကေတောင်လမ်းတစ်ဖက်လျှောက်ပြီးပြီထင်တယ်လာလက်ဖက်တောက်ကြစို့ရဲ့သွေးပေါ်မှာကောင်းချင်းမောင်းနဲ့ငါးကင်မွေမွေးကစားလောင်မှုကိုဆွချူလိုက်လေသည်ငါးမုံကျော်ပူပူကျွတ်ကျွတ်တွေထက်ရောက်လာပြန်သည်ငိမ့်ကိုရိုက်နှက်ထားသောလက်ဖက်ကြာကြကလည်းဆွဲဆောင်ကကောင်းလာသည်ကဲကောင်းချင်းမွေးပူလုံးစားရအောင်ဦးဝင်းအောင်ကတော့ညကများသွားလို့မထနိုင်သေးဘူးသူ့ကိုမဆောင်မဲစားကြသူ ငိမ့်စီကမကျင်းတဲ့ချက်ကို ဖုံးကွယ်သူတိတ်ထားတဲ့အတန်ကအနာစားဖွာကသက်သက်မရဲ့နိုင်လာသည်။ကျမတိတ်ဆိတ်စွာပင်ကောင်းညင်းမောင်းစီတို့လက်လန်းလိုက်သည်။ကေရီယောက်ျားတယောက်စီကစင်လုံးကျော်အကြီးချင်းကိုမင်းမျော်လင့်မိသလား။မျော်လင့်မိတယ်ဆိုရင်အဲ့ဒီမျော်လင့်ခြင်းဟာမာရွေးမှုတွေနဲ့ပလုံစီနေပေလိမ့်မယ်။ငိမ့်ကစကားပြောရင်အဲ့ဒီလိုဝဟာရအဆန်းတွေထည့်ပြောလေရှိသည်။ကျမငိမ့်ကိုသဘောကျသလိုလှမ်းကြည့်နေရင် ပြောလင်းခွင့်တော့ရှိတယ်မဟုတ်လားငင်းရဲ့ရှိပါတယ်အခွင့်ရှိတဲ့လောက်လုံးမယ်ဆိုရင်မဆုံးတေးကိုတည်နေရတယ်လို့ဖြစ်တော့မပေါ်အစကတော့အတောက်စားဆိုတာဂျိုးနေလားပေါ်အခုတော့လေအတောက်စားလူမင်းသားပေါ့ကွယ်မင်းမြင်ရဲ့မဟုတ်လားညနေဆိုဇယမင်းစည်းစိမ်တဲနေတာကိုဟာဒီနဲ့အတက်ကိုတိတ်ပြီးရွှန်ရှာမုန်းတီးခဲ့သူပေါ့သူတောက်နေချိန်ကိုလည်းအနားမမနေချင်ဘူးတမိကိုလည်းမရှိသေးချင်ဘူးပင်မနဲ့လို့အကြောင်းပြမလား သူတို့လိုလူတွေမှာပင်ပန်းနေဆိုစိတ်ယုံတွေကလူတွေစိုးပွဲရမရှိပေါ့နောက်ဆုံးတော့ကြိုက်လို့တောက်တယ်ပေါ့အရင်ကစိတ်ကောက်စိတ်ဆိုးအခုတော့ကောက်เสียဆိုးเสียစိတ်တွေကုန်တယ်လို့ဖြစ်သွားပါပြီကိုနေတတ်သွားပြီဆိုပါတော့ငင်းကနေတတ်သွားပြီတဲ့ဒါဆိုရင်ကျမရောမနေတတ်လို့ပဲရောင်းလိုမျိုးတွေကလိုင်းသစ်ပစုံအေးစခန်းစီ ရောက်နေတာလားငင်းကလည်းအခောက်ခောက်အလေခေါ်ဘူးတင်နဲ့ကျမရဲ့ရှုပ်ထွေးနောက်ကြည့်နေသောစိတ်ကိုထွက်ပေါက်ပေးလို့တင်နဲ့ရောက်လာရသည်ခရီး ်ငိမ့်ကအသက်ကြီးမှာအိမ်ထောင်ကြသဖြင့်ငိမ့်သမီးကယခုမှရှစ်တန်းအိမ်ထောင်ကြစောသောကျမမှာတော့သမီးပင်ပွဲရပြီအဝေးမှာတာဝန်ထမ်းနေပြီတကယ်ဆိုအိမ်ထောင်ကြီးအနေထိုင်ပြီးသားမောင်နဲ့ကျမဖို့တီးတဲ့ရွယ်ရောက်မှကတိန်ကပဖြစ်เสียအကြောင်းမရှိလားအချိန်ကာလသည်ဒုတိယဝယ်စိတ်ကို ပြောင်းလဲစေပါသလားငွေကြေးသည်ဒုတိယဝယ်စိတ်ကို ပြောင်းလဲစေပါသလား နှစ်ယောက်စလုံးဝန်ထမ်းပေါ်အပြင်အနည်း20ကျော်အိမ်ထောင်ရေးသည်တမယိုးကျဆန်စွာရှင်းထွားခဲ့သည်တယောက်နဲ့တယောက်နှစ်နှစ်ကာကချက်ချင်းမှဆင့်ပွားလာသည့်အိမ်ထောင်ရေးမှုတစ္ဆာမေတာဖောက်ပြန်တာစိတ်လူလိုက်မှောက်မှားတာတွေမရှိစဘူးခဲ့ထူးခြားသည်မှာနှစ်ဦးစလုံးပင်စောစီစွာအလုံးမှအနားယူခဲ့ကြသည်မောင်မစီချိုသွေးချိုယောဂအလင်းမြန်ဝင်ရောက်လာပြီးအလုံးမှအနားယူခဲ့ကြသည်ခြေလင်းနေသောမောင်စိတ်ကံရည်ပြင်းလို ကံရည်ပြင်ကိုခဲပြစ်တယ်လို့ဖြစ်သွားပြီလားစီကျိုးသွေးကျိုးနှင်းအတူစိတ်ကြယောဂါကပ်ပါလာခဲ့ဒီမှာလူမသိသူမသိဖဖွားညင်တာအလုံးမနာယူပြီးနောက်ကံဆက်ဆရာကကျမကို အိမ်ပွဲစားကောက်ပွဲစားလိုင်းကိုပြစ်ချပေးလိုက်သည် ပထမတော့ရက်ွက်ချဲမှပေါင်းသင်းတွေနဲ့အပြင်းပြေအပျော်တက်တက်လှုပ်ရမှငွေမြင်တော့သူသူလောကမှာမထွက်နိုင်တော့တာကျမမျိုးမျိုးမျက်မျက်ရလာတော့ဝင်ငွေပေါ် ကျေနဲ့နှစ်သိမ့်မှုတွေပီတိတဝေဝေနဲ့အစိုးရဝန်ထမ်းအဖြစ်နဲ့အချိန်ကုန်ခဲ့သည်ကိုပင်နောင်တရမိခြင်းချင်းတမိကြီးပြင်လာသည်နှင့်အိမ်ဤလိုအပ်ချက်နှစ်ဆတက်လာခြင်းကျမချောက်ဖွေသောငွေကြေးသည်နေ့စဉ်လဲပတ်မှုရန်နရာကိုကောင်းစွာတွက်လက်စွာပေါင်းနေနိုင်ခဲ့သည်အိမ်ပွဲစားတယောက်ရှောက်ရသည်ခြေလှမ်းများပြောရသည့်စကားများ ကုံဆုံးသွားသော energy ထိုအရာများရင်းပြီးရလာသည့်ငွေကြေးပမာဏသည်အိမ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆွတ်နိုင်ခဲ့တော့လေပြောင်းလဲလာသော မောင်းရဲ့စိတ်ကွက်လက်ကိုဖြည့်ဆည်းဖို့ရာမစွမ်းသာခဲ့ပါချေမိမသားတယောက်ငွေရှာနေခြင်းငွေရှာနိုင်ခြင်းသည်ရိုးမယ်ဖွဲ့စရာအပြစ်များဖြစ်ခဲ့မည်ဟုမြည်သည့်အခါမှစိတ်ကူးမြင်ခြင်းမရှိခဲ့ကေမင်းငွေရှာနိုင်နေဆိုတိုင်း မောင်းနှုတ်ဖျားမှာရေတွန်တောက်တီးတန်သည်ငွေရှာနိုင်ခြင်းပေါ်ယုံးမဲ့ဖွဲသည်တောင်ပန်တွေတစ်ဖြက်ဖြက်ရမ်းခါနေတော့သည်ဟိုတုန်းကမောင်းရှာခဲ့တယ်အခုကေရှာတယ်ဘယ်သူရှာရှာအတူတူပါပဲမောင်းဝင်ဝင်မရှိတဲ့အချိန်မှာကေရှာတဲ့ငွေဟာမောင်းလဲသုံးပိုင်ခွင့်ရှိပါတယ်မောင်းရှာတဲ့ငွေကြီးမှငွေလို့ထင်တာကတော့မဟုတ်သေးဘူးမောင်းစိတ်ကိုနည်းနည်းလောက်လျှော့လိုက်ပါတယူတန်ဇွဲနဲ့ထင်းနေရင်နေနေရင်ဖြစ်နေအင်ဟာပျော်ရှင်ပွဲမကောင်းတော့ဘူး ကျမတို့နေအောင်ရှာနှင်းသွားဆက်ခင်းနေသည်နှင့်တမီးဒီအဝေးမှအလုတ်သွားလုံနေတော့၏မိမိတို့ကလေးတွေမဟုတ်ပဲခဏခဏယံဖြစ်နေတာတမီးချက်တယ်ကိုသားသမီးရှိမှရှင်ယုံအားငယ်မှုခံစားချက်သည်ကျမနှလုံးသားကိုဒဏ်ရာနာရရဖြစ်စေခဲ့ပါပြီမောင်ဒီဘယ်တော့မှ အလုံမကြအလုံမပြည့် အစင်းမြေစိတ်တိုင်းမချမှုများအဖြစ်ပောက်ကွဲနေသည်ထိုရာသည်ကျမပုံဖော်လိုသောအိမ်ထောင်ရေမဟုတ်ပါကျမအိမ်မဲ့ထဲမှာနှင်းခဲရေးတိုက်မဟုတ်ခဲ့ပါမိမတယောက်ရှည်တန်းသူထွက်ကမေရှာနေသောကိစ္စသည်မိတူကိုထိခိုက်နှစ်နာစေသည်နီအိမ်ထောင်ဦးစီးရဲ့ဂုံတိတ်ခါကို ထိပါရရောက်လေသလားဦးကထန်းနေသူလက်ပန်းကြလို့ပဲကထန်းနေသူပိုအားစိုက်ချင်းမြင်ဖြစ်သည်လောက်ခွင်ပြင်ပသူရောက်ရှိသွားတော့ယောက်ျားတွေဒီလိုစိတ်သက်တွေပြောင်းလဲတတ်ပါသလား ကြုံလာသည်များတိခံစီခံ၍အကောင်းဆုံးရင်ဆိုင်ကြရမည်နေထားမှာအလိုမကျမှုတွေကိုပုံကြီးချဲ့၍ငွေရှာနေသူကို ဖေးကူမှုမပေးသည့်အပြင်စကလုံးနှင်းနှင်းနည်းနည်းများဖြင့်ပြစ်ပေါက်နေတော်၏ဟောရဖက်ရည်တွေအေးကုန်ပြီနိုင်နေပြန်ပြီလားကေရဲ့ဘယ်လိုလဲစိတ်ကဥစရာစီရောက်သွားပြီထင်တယ်ဒီချိန်သူဘယ်လိုစားတောင့်နေပါလိမ့်လို့လေကျမကခေါင်းကိုခက်လေးလေးရမ်းခါလိုက်မိသည် ကျမတရိယာချင်းနှင့်နှိမ့်ထင်နေသည့်တရိယာချင်းကထပ်တူမကြပါဘူး ညီကင်းစာဘာစားကျင်တယ်လဲပြောရေခူကိုခက်ဆက်ဆက်ကလေးတုပ်မယ်ပစွန်ကြားလက်လက်ဆက်ဆက်တွေကိုအကြော်မှုန့်လူပြီးကြော်မယ်ဒီဘက်နယ်ကထွက်တဲ့တညင်ရဲ့ဟင်းချိုပူပူလေးတစ်ခွက်ချက်မယ်တမီးနဲ့ကိုဝင်းအောင်အကြိုက်စက်သားနဲ့အာလူစီပြန်ကလေးလည်းတစ်ခွက်ပါမယ်ပေါ့ကီပါစားကျင်သေးလေ ဟမ်စားကျင်တာအထွေထူးမရှိပါဘူးကွယ်အစင်ပြရတာချက်ပါဒေတာသားတွေစားရတာလေအမှတ်တရဖြစ်တာပေါ့လက်ဖေးဝိုင်းသိမ့်ပြီးကျမတို့နှစ်ယောက်ဘင်္ဂလိုရှိရှိငင်းရဲတိခွပင်တွင်နားစီရောက်နေခိုင်ဦးဝင်းအောင်နိုးလာကလက်ဖေးကိုကမန်ကန်တောက်လျက်စက်ယုံစီတို့ဖက်သွားလေသည်ဒီလိုတော့လေတွက်လက်လို့ပါလားဦးဝင်းအောင်ဦးဝင်းအောင်လှုပ်သွားကန်နီတစိုးရင်ကြီးထုတ်ပေးတာလို့ဘာလို့လှုပ်ပေးလို့မရှိဘူးလားဘာရဲကေဘာပြောတာလဲ ။အော်ဦးဝင်းအောင်အလုပ်သွားကန်ဒီအဝိစားမပြင်ဆင်ပေးရဘူးလားလို့မေးတာပါ။အင်ကြီးတွေပစိုးတွေရှော့ဖို့မိဘူးတိုက်ပြီးပြီးလို့လဲထည့်ထားပေးတာလေ။သူ့ဘာသာယူဝက်ပေါ့။တခါမှထုတ်မပေးပါဘူး။ကျမကတော့မောင်ပြင်သွားခန်ဒီအတိုင်းပြင်ဆင်ပေးလေရှိသည်။မောင်ရေချိုးနေပြီဆိုညနေတော့ဘဝအဆင်သင့်ပစိုးရင်းကြီးအဆင်သင့် မောင်ဝိမိအဝိကိုကျမကိုယ်တိုင်ရွေးချယ်ဆင်ရင်ပေးခဲ့သည့်အိမ်ထောင်တဲ့တစ်လျှောက်လုံးက အလေးချင်းသည့်တော်ယုံဖြင့်မေ့ပြောက်နိုင်မည့်အရာမဟုတ်ပေ။ခုနေခါတော့မောင်တယောက်သူ့ဘာသာအင်းကြီးဝိစာ ထုတ်ဝေနေရောမည်။ပြီးတော့တဲမှာဝိစာများကုံပါကသူကိုယ်တိုင်ပင်လျှော်ဖို့ရတော့မည်။အဝိတာမဟုတ်အစာအတော့ပါ ကိုယ်တိုင်စီစဉ်နေရသည်ကဘယ်လိုမှအဆင်ပြေခွေရမမည်။ ။အိုးနင်းခွနင်းဖြစ်နေမှာတေချာသည်။ကိုလည်းသမီးရှူရှင်အိမ်လုတ်တွေနဲ့လုံးချလိုက်နေလို့ကိကိုဘယ်လိုမှမပုတ်ဖြစ်သေးဘူး။ဘယ်ကိုမှကိုမပုတ်ဖြစ်သေးဘူး။မောင်မကန်တို့တင်မောစိတ်တို့ညိုရစ်ဖရားတို့ပို့မယ်။ညနေသူပြန်လာရင်နည်းနည်းနပုနဆလုတ်အောင်မှာ။အိုးဝေအောင်ကစိတ်ရင်းမစိုးလာပါဘူး။မိသားစုအပေါ်ပါအပြည့်စည်ပေးရမယ်ဆိုတာနားလေပါလေအပြည့်ဝကောင်းသူမဟုတ်ပေမဲ့ချွင်းချင်းနဲ့ကောင်းသူလို့ဆိုရင်ရပါတယ် ချွင်းချက်နဲ့ကောင်းသူငိမ့်ပြောကိုကျမရေချင်သွားလေသည်ဘာရတာလေးကရဲ့ချွင်းချက်နဲ့ကောင်းသူဆိုတာအကောင်းပြည့်မဟုတ်ပင်မဲ့အကောင်းဖက်များများပါလို့တော်သေးတာပေါ့ဒေါကကြီးမှလိုချင်တာအပြည့်ဝရဖို့ဆိုတာဖျားသခင်ကပေးတဲ့အထူးဆုလက်ကြီးဖြစ်မှာပါချွင်းချက်နဲ့ကောင်းသူနဲ့တောင်မတွေ့ဘဲကောင်းချင်းတွေနဲ့လွဲချော်ခဲ့သူတယောက်အကြောင်းကေတိအောင်ပြောပြအောင်မယ်ငိမ့်စကားကထူးဆန်းနေ၍ကျမတို့ပန်းချီခြင်းကိုရဆိုင်လိုက်လေသည်ငိမ့်သည် ရှေးမှဥဆောင်ကမြစ်စိတ်ဘက်သို့ရှောင်းနေသည် မလန်မကိုင်းမှာအလျားရှိမိတစင်းသည်ညင်သာတွေ့တွေ့စီးဆင်းနေသည်ညည်ရည်သည်ကြည်လင်ချင်းကင်းစွာ နောက်ကျူနေသည်ကိုကြည့်၍မြစ်လက်တဲ့ငယ်တစ်ခုဟုခံမှန်းရသည်ဘင်္ဂလိုနှင့်ဆက်ယုံကြတွင်ခေရနာယာဆေးဥဒရာတစ်ခုရှိသည်ပင်လယ်မှဖမ်းမိသောပဇွန်များဆက်ယုံသူပို့ရာလေဆိုင်သည့်နေရာဖြစ်ဟန်တူသည်တရားဟုဆိုတော့လေမြစ်ကိုဖြတ်ကူးထားသောတရားမဟုတ်ပါ ေဆိုင်သည်ဘောဒရာတဘောမျိုးတစ်ဖြင့်တိဆောက်ထားသောဒရာဖြစ်သည်ငင်းချေလန်းများထိုဘောဒရာထိပ်မှရက်တန့်လေသည်ငင်းသည်ဘောဒရာထိပ်မှရက်ကစက်ယုံအနောက်ဘက်ကျကျမြစ်စိတ်တနေရာစီသို့ငေးကြည့်နေလေသည်ကျမကတော့ငင်းကြည့်နေသည့်နေရာထက်ဘောဒရာမှာနောက်ပြန်မြင်တွင်ဘင်္ဂလိုအိမ်နှလုံးနှင့်စက်ယုံတို့ကသာစိတ်ဝင်စားနေမိသည်ဟောဒီတရာကပစုံလေးတွေဆိုက်ကြရတရာအစ်စ်ပေါ်တရာဟောင်းကဟိုးဝတော်လှမ်းလှမ်းမှာမြင်လား ဒီကနေခဘဝမြင်နေရတာလीအခုအသုံးမပြုတော့တာကြာပြီအဲ့ဒီတရားကိုဒီကလူတွေကအိတ်မစိန်တရားလို့ခေါ်ကြတယ်အိတ်မစိန်တရားတွေလားဘယ်သူပေးတဲ့နာမည်လဲကြပြဆန်လာပါလားအိတ်မစိန်တရားဟာဒေါ်စိန်လက်ကြီးနဲ့တစိတ်တရေတာပတ်သက်နေတယ်ကေရဲ့ဆိုပါဦးဒေါ်စိန်လက်ကြီးဆိုတာကဒေါ်စိန်လက်ကြီးဟာဒီလှိုင်းတဲ့ပစုံအေးကန်းစက်ယုံကိုဦးစီးဦးဆောင်ပြုသူဦးဝနအောင်ရဲ့ဇနီးပေါ့ဦးဝနအောင်ဆိုတာနာမည်နဲ့လိုက်ဖက်အောင်ချောမောတဲ့အရာရှိကြီးတစ်ယောက်ပါ အယံမြင့်မြင့်အသားလက်လက်ရုပ်ရှင်မင်းသားနေအောင်လို့ရုပ်ရည်မျိုးရုပ်ရည်ကြောင့်လားငကိုပြစကြောင့်လားမသိဘူးဥဝနအောင်ဟာမိမတော့အတော်ပွေရှုပ်တယ်လို့ဆိုတယ်ရောက်တဲ့ရွာမှာတကြီးဆောက်သူဖြစ်လဲနာမည်ကြီးတယ်ပိုင်းတစ်ကိုရောက်ပြီးမကြခင်ကမျောကင်းရွာကမိမလေတယောက်နဲ့တွဲပါလေရောအဲ့ဒီမိမကမင်းပေါ့ဆိုးပါသာသမျှအရာရှိအရာကအလို့မပေးပဲကိုကျိုးအတွက်သူ့လှကိုအသုံးချနေသူပေါ့ဒီတရင်ကြားလို့ဇနီးပြည့်သူတော်စိမ့်လေးကြီးလိုက်လာတော့သူတို့နှစ်ယောက်ကခရီးတော်ပေါက်နေကြပြီ ဒေါ်စိန်လေးကြီးဆိုတာလဲနာမည်နဲ့လိုက်အောင်စိတ်ဖန့်ဝါချွေတဲ့အလှကိုပိုင်ဆိုင်သူပါသူကမြေလက်မျိုးတစ်မျိုးကဂုံတီရှိမိသားစုမှပေါက်ဖွားလာတဲ့မျိုးကောင်းသမီးတဲ့လက်ရှိအထက်တန်းမြရာတို့နဲ့အเจ้าဆရာမအလို့ကိုခုံမင်းလုံးတို့ဥဝနအောင်ပြောင်းရွှေ့ရာမျိုးတွေကိုမလိုက်နိုင်တာကအစာပြူလို့ဥဝနအောင်ရဲ့ဝါသဥဝနအောင်ရဲ့ဝါသနာပီစာကိုအားပေးတယ်လို့ဖြစ်နေတော့တာပဲတခါတခါတရံမှာယောက်ျားတွေပါကြိုက်တယ်လေဆိုတာကိုနားမလည်ဘူးကြည့် ဒေါ်စိန်ငယ်ကြီးရဲ့ထူထူဝဲဝဲဇမိန်အောင်ကြီးရဲ့အလားဟာမိမသားချင်းချင်းချင်းငေးမောအကြခဲ့ရပြီမဲ့ဥပနအောင်ရဲ့နူးညွတ်မှုအာယုံကိုမချော့မြူနိုင်ဘူးလားမျက်ခုံစိမ့်စိမ့်မျက်ဝန်းဖမ်းမှန်တွေကရောဥပနအောင်ရဲ့နှလုံးသားကိုမလုံနဲ့နိုင်ဘူးလားကိုစင်းစားလို့မတတ်တော့ဘူးသူတို့မှာတူတီတူတာချွဲနှွေးရမယ်ဒါသမီးယရနာမရှိတာကရောသူတို့အိမ်ထောင်ကြီးမှာနှုတ်မရအောင်စူးနေတဲ့ညာတစင်းလားခက်တာကဒေါ်စိန်ငယ်ကြီးရောက်တာအတောင်ဘင်္ဂလိုကိုဟိုမိမအလားမပြတ်ဘူး ကိုယ်ဇနီးမယားပေါ်လေးစားမှုတတိုင်းကိုဒီလောက်လွယ်လွယ်နဲ့ဖြိုပြစ်လိုက်တာတော့မကောင်းပါဘူး။ဥဝဏအောင်ရဲ့အကုတ်မဲ့တဲ့ဗျံပဒအပြုတ်မှုတွေဟာဒေါ်စိမ့်လက်ကြီးကိုအမှောင်ကျောက်တွင်တွန်းပို့လိုက်တဲ့အရာတွေပေါ့။ငင်းကမောသွားတယ်လို့စကားကိုရက်တန်လိုက်လေသည်။ကျမလည်းသူ့ပြောမှာမောပန်းစွာလိုက်ပါရင်ဒေါ်စိမ့်လက်ကြီးကိုမျက်စီထဲပုံဖော်ကြည့်နေသည်။ဒီဒေတာမိုးများတဲ့ဒေတာမိုးရွာရင်လည်းအုံအုံတဲတဲရွာလေးရှိတယ်။အဲ့ဒီညာကတညာအလုံးမိုးရီလေးတွေကြီးလိုက်တာ။ ကိုရိုးနဲ့ကိုက်ရဲဘင်္ဂလိုမှာဥဝနအောင်တို့လင်မယားနေတာဆိုတော့ညာဦးမိုးတန်လီတန်ကြားမှာလင်မယားရန်ဖြစ်တဲ့ဆူဆူညံညံကြားလိုက်ရသေးတယ်။ဟိုမင်းမမထီမဲ့ပြင်ဝင်ထွက်သွားလာနေတဲ့ကိစ္စကိုဒေါ်စိန်လေးကြီးဘယ်လိုခြေပြူနိုင်မှမလဲ။ဒီတော့တမျိုးတူတူနော်ကြဲကြဲတမျိုးရန်ဖြစ်တဲ့နေဟာပတ်ဝန်းကျင်အတွက်ဘသူဆန်ဘူးလား။အဲ့ဒီညာကဒေါ်စိန်လေးကြီးဟာအိမ်မစိန်တရားကနေမပြန်လာတဲ့ခရီးကိုထွက်ခွာသွားခဲ့တယ်။စေယုံညာဆောင်အလုသမားကောင်လေးအပြောကတော့ ဒေါ်စိမ့်လေးကြီးဟာတရားထိတ်မှာအကြာကြီးရက်နေသေးတာတဲ့။ကောင်လေးကဒီလိုလုပ်မယ်မထင်လို့ငေးကြည့်နေတာ။သူဝင့်နေကြအစင်းစွဲအောင်အပွင့်စိတ်စိတ်ဝတ်စုံကပောင်ရီဝေဝါအောင်မှာချင်းချင်းကြီးမြင်သာနေတာလေ။ဘုံငင်းနဲ့အတန်ကြားမှာကောင်လေးလေးဦးဝင့်အောင်ကိုလာနိုးမှတိကြရတာ။မြစ်ကရေစီးတိတ်တန်နေခြင်းဆိုတော့ဘယ်လိုမှရှာလို့မရကြဘူး။နောက်၃ရက်ကြာမှအဖက်ကတငါရွာကလေးမှာအလောင်းကိုသွားတွေ့တော့ယူယုံမရနှမျောတတခြင်းနေရတာပဝင်းကျင်မှာတိုင်းကြီးရထကြံခဲ့တော့တယ် ဒေါ်စိမ့်လေးကြီးမရှိတော့ဥပ္ပနအောင်ရဲ့အခြေအနေကရောအင်းဒါကြောင့်ယောက်ျားတွေရဲ့စိတ်ကခံမရခက်တယ်လို့ပြောတာပေါ့မရရှိထားပြီးမှောက်မားနေတဲ့မိမကိုဥပ္ပနအောင်တကယ်ယူသလားဆိုတော့မယူဘူးနောင်နာတော့အတော်ရသွားဟန်တူတယ်လူမြင်တင့်တယ်အောင်ဟန်ဆောင်နောင်နာလည်းဖြစ်စဉ်ဖြစ်မှာပေါ့လေအခုတော့ဘိမြုံနေတဲ့က5စက္ကန့်တခုကိုပြောင်းသွားပါပြီဥပ္ပနအောင်ပြောင်းသွားပြီမဲ့ဒေါ်စိမ့်လေးကြီးရဲ့အကြောင်းကတော့ပြောစမဲ့ကြံရစ်ခဲ့တာဒီနေ့အတိုင်းပါပဲ နောက်တစ်ခုထူးဆန်းတာနောက်တစ်ခုထူးဆန်းတာကဒီမှာတာဝန်ကျတဲ့ဦးဝင်းအောင်လို့အရာရှိကအစဆက်ယုံညဆောင်ကလေးတွေအစုံအိမ်မက်တစ်ခုကိုအဖန်တလဲလေးမက်လီရှိတယ်။အဲ့ဒီအိမ်မက်ဟာတရားထိတ်မှဒေါ်စိမ့်လေးကြီးရက်နေတဲ့ပုံတန်အတိုင်းမြင်မဲ့တဲ့အိမ်မက်ပါ။ဒီအိမ်မက်ကနေပြီးဒီတရားဟာလဲအိမ်မက်စိန်တရားရဲ့လို့လူတွေပါဇက်မှာစွဲနေတော့တာပါပဲ။တချို့ကတော့လဲမိုးကြီးတဲ့ညလေးဆိုဆက်ယုံတဲ့ဘန်ဂလိုရှားမှာဒေါ်စိမ့်လေးကြီးကိုတွေ့ရလိမ့်ရှိတယ်လို့ဆိုကြတယ်။ဒီမှာဒီမြပြင်းနောက်ကြီးကြီးကိုကြည်က ိတ်တွေရှုပ်ထွေးနောက်ကျူလာလေသည်အိမ်မစိတ်တရားဘက်ကိုလှမ်းကြည့်တော့တရားထိတ်မှာမြေသူတူတရားအမျှရှိမနေပါမလို့ချင်တာ၄ဒါတိတ်နေတဲတဲရရှိပြီးထိုဝေဒနာနင်းနေနေဤလေးလံပြိုကျမှုကြောင့်မြပြင်းနေနေကြပြောင်ဆုံးသွားခဲ့သူအရှိဆုံးသူဒေါ်စိမ့်လျက်ကြီးရဲ့အတွက်စာနာမှုရင်တတိုင်းဒီတဆက်ဆက်တုံရင်လျက်ညနေ3နာရီလောက်ကြာတော့ဦးဝင်းအောင်စီစဉ်ပေးမှုနဲ့ဘောင်းမကန်ကန်းရစီတို့ ထွက်ခင်မှသာလျှင်ထိုဝေဒနာအထုံးဖွဲ့များကို ပင်လေရီအေးစိမ့်စိမ့်ဖြင့်ဖြည့်ဖြောက်ရလေသည်ငင်းရဲ့သမီးကလည်းရောက်ဖူးပြီးမှမလိုက်ဟုဆိုရာကျမနှင့်ငိမ့်တာလျှင်ခရီးစဉ်မှာတွေ့ချောက်ချောက်နိုင်နေတော့သည်မောင်းမကန်တောင်လက်မောင်းတွေကြားမှကားကလေးကတရိပ်ရိပ်ပြေးနေစဉ်အချိုးခွေတနေရာမှာမောင်းမကန်ကန်းချီကိုမြင်တွေ့လိုက်ရစဉ်မှာပင်စိတ်လက်ကြည်လင်လန်းဆန်းသွားသည်ဆိုရချေမည်ပင်လေရီနှင့်တကယ်ထိတွေ့ရတော့ လမ်းရဲ့ပင်တင်တို့ဤကလူကြည်စေမှုအောက်မှာရင်းရင်းချင်းဒုက္ခကိုခံစားရလေသည်ပင်လေရေစိမ့်ပြီးကန်းစက်မှစားတောက်ဆိုင်လေးထဲမှာအုံစင်းရီချိုချိုတောက်ရင်စိတ်ပန်းဖြေကြရသည်မင်းကြည့်လိုက်ဆန်းကေတိန်တွေကတောင်တန်းတွေကိုထိနှမ်းနေတယ်ကောင်းဝင်ကပင်လေကိုညှို့နေတယ်ပြားပလုံးတွေကပန်းတွေကိုရွေဝဲတယ်ဒါကသဘာဝတရားကြီးမဟုတ်လား ဖို့မှတနည်းအားဖြင့်ဒင်းနဲ့မရဆက်ဆံရေးမှလည်းနားလေထောက်ကူမှုတွေနဲ့ဖွဲ့စည်းထားတာလေအခုလိုအိမ်တော်တက်ရင်လာတာနဲ့အမြတဦးနဲ့တူအပြန်လဲမြှူဆွဲမှုတွေနဲ့ကြားကန်ထားရမှာပါအသက်ကြီးလာတော့ဖေးကူလက်တွဲဆိုတဲ့အခန်းကပါဝင်လာပြီပေါ့အခုတော့ဥစေရကိုပြစ်ထားခဲ့တာတဘာဝကြရဲ့လားလို့ကိုယ်တိုင်တွေးနေမိတယ်ပြီးတော့ဥစေရမှာစီချိုတွေးချုံနေဆိုတော့တော်တော်ပါတော့ငြင်းရယ်ကိုလည်းစိတ်လိုက်မယ်မှာထွက်လာပြီးမှနောင်တရရပါတယ် ကိုပါလို့အများသူ့စိတ်ကိုနားမလည်နိုင်ရပါလေ။တိမခိုင်နိုင်ရပါလေလို့မိကုန်းနေမိမိတာလည်းအခါခါပါ။တကယ်တော့ကိုသူ့အပေါ်နှောင့်တွဲနေတဲ့ချက်ချင်းဟာတင့်ကူတောင်ရဲ့ခြေဖျားမှာကန့်ကြီးနေတဲ့စေတန်ကြီးတွေမှုမျိုးနဲ့နှောင့်ဖွဲ့နေတယ်ဆိုတာကြာလေသဘောပေါက်လေပါပဲ။ထိုနေ့ကလွတ်လပ်သောပင်လေလေးဒီကျမရဲ့စိတ်ဝင်ခြင်းအပေါင်းတိုက်ကိုလင်းလင်းပွင့်သွားစေလေသလား။ပြလွင်လွင်ကောင်းငင်မြင်ကျဲဤအသက်ထက်ကညီအချင်းတန်တိဒုက္ခကိုရစေလေသလား။ ပောင်ကန်းဖြူလွားလွားသူကောင်းဝီအကြည်စဲနေသောတိုင်းကောင်းဖြူတို့ရဲ့ချစ်စရာဒလိဘာသာကကျမရဲ့ညှိုးနှွမ်းအားငယ်မှုကိုလမ်းစဉ်ဝင့်ဝါစေသလားအပြန်လဲသည်တာတောင့်တာယာကဘာကြီးစီတို့အချားကဘာကျိုးတစ်ခုမှပြန်လာသလိုတွက်လက်ကြည်လင်နေတော့သည်ထိုညမှာပင်မမျောလင့်သောအိမ်မက်ဆိုးသည်ပြုံးစားကြီးရောက်ချလာလေသည် တကယ်ဆိုမောင်မကန်မှရေကူးပြီးမမောနဲ့ပြန်လာသည့်ညမှာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်တင်ပါလျက်အိမ်မက်ဆိုးကြောင့်တဝက်တစ်ပြက်နိုးလာသည့်ကျမအိမ်မက်ထဲမှာအိမ်မက်စိန်တရားသည်ထင်းထင်းရှားရှားကြီးပေါ်လွင်နေသည်မြည်ရစည်းနှံသည်တဝဝဆူညံနေသည်မိုးကြီးလေကြီးတဲ့မိမတယောက်အိမ်မက်စိန်တရားစီဥတီသွားနေသည်ပြီးတော့ဝုံငနေရေထဲသို့တစုံတရာကျဆင်းသွားသည့်အတန်းကျမနိုးထလာတော့ချွေးဆေးတွေပြန်နေသည်တင်းတင်းတကားမှကြည့်လိုက်တော့အခါအပြင်ဘက်မှာ အိမ်မက်ထဲမှာလိုမိုးရီရွာမနေပါ အမောင်မပြေသည် အလင်းဒီမဖို့မရဲ့တိုးဝင်စားနည်းနည်းစည်းစာမြင်ကွင်းနေအသေးမကွဲဝေဝါးနေခြင်းတရင်တကားမှာ ချိုအီမွေးရည်နဲ့တခုဝဝေဝဝေတိုးဝင်လာသည်ကျမနည်းနည်းတိုင်းလမ်းထားချောင်းနေကြတခါမှထိုမွေးရည်နဲ့မျိုးမရဘူးကဲစပယ်ရည်နဲ့လားအင်းကျမမသိတော့ပန်းရည်နဲ့တခုခုလေးလားထိုရည်နဲ့ဒီကျမကိုအိမ်ထဲမှာထွက်လာရင် ညှူဆွေလိုက်လေသည်အိမ်တင်ရောက်တော့မွေးရနဲ့ဒီဘုံမူအိတ်သေးလာလေသည်ကျမခြေလန်းတွေလှုပ်ရှားလာသည်မမြင်ရသည့်ဆွမ်းအားတစ်ခုက အလုံးရင်းနဲ့ညှို့ယူနေသလိုထိုမွေးရနဲ့အနောက်ကိုလိုက်သွားမိသည်အိုးကျမဆက်ယုံအနောက်ဘက်စီသွားနေမိသည်ပါလားဆက်ယုံအနောက်ဘက်မှာအိမ်မစိန်တရာရှိသည်ရိတ်တခါလမ်းပြသဖြင့်အဝေးမှမြင်ရသည်မှအပါအိမ်မစိန်တရာသည် ကျမနှင့်ရင်းနှီးမှုမရှိလှပါ ကျွန်မဘာကိစ္စအိမ်မစင်တရာစီ UTP သွားနေသည်အတိတ်ပဲမရှိလားပါကျွန်မခြေလန်းနေကိုရက်ပစ်လိုက်သည်ထိုချိန်မှာပင်တရာထိတ်မှာလူတစ်ယောက်ရက်နေသည်ကို မသိမကွဲတွေ့လိုက်ရသည်တေချာဒီမှာမိမတစ်ယောက်ဖြစ်နေခြင်းပင်ချက်ချင်းပင်ကျွန်မအိမ်မကိုတတိရလိုက်မိသည်ဒေါ်စိမ့်လေးကြီးများလားတိတ်ဆိတ်နေသောဝီလီဝဲလင်းအချိန်ကြီးတွင်ငုံကြီးထံတဲ့တဲ့သည်၆ချားစပွဲပေါ်ထွက်နေသည်ဒေါ်စိမ့်လေးကြီးဆက်က ပြီးဆုံးသွားပြီမဟုတ်လားဒါဆိုရင်အင်းဤပဝန်းချင်းမှအလားတူအမျိုးသမီးတယောက်ကိုမပြည့်နိုင်ဘူးလားဘာကိစ္စနဲ့ပူပန်လောင်မြိုက်စွာဖွက်ဖွက်ကြွေကြွေငိုကြွေးနေသည်နိကျမသည်အမျိုးသမီးကိုနှစ်သိမ့်ရန်အိမ်မက်တရားစီတို့ခတ်တွတ်တွတ်လှမ်းမိသည်သူမလျှောက်တာကြာပြီဖြစ်တော့ဒေါ်လန်ကလေးသည်မြိုင်းမြင်တို့ဖြင့်တောထူကြမ်းရှာနေသည်တရားထိတ်ရောက်တော့မြစ်ပြင်လေးတဟူးဟူးကစိတ်ငနေအေးတက်လာသည်အိမ်မက်ထဲမှာလိုမိုးများရွာအောင်မှလား မရွာပါဆောင်းနှောင်းနှင်းမြူတို့သာလိုက်ခနေဝေးတက်လာသည်ပဝန်းကျင်သည်အလင်းအားတိုးဝင်လာရမည်အစားဝေးဝါးမှုန်တီလာသည်မျိုးသမီးနှင့်နီးလာသည်နှင့်အမျှားရှိုက်ငင်နေသည်ဖြင့်ခုံလှုံနေသောသူမ၏နောက်ကျောပြင်တိတ်တိတ်ကိုစိတ်လူချားဝဲမြင်နေရသည်ကျမသည် သူမကိုနှစ်သိမ့်စကားဆိုရင်လက်ကိုဆန်တန်းလိုက်လေသည်ထိုအချိန်တွင်မြူစီတို့ဆိုင်းဆိုင်းတွေ့တွေ့မိုင်းမိုင်းကြဆင်းလာသည်မှာသူနှင့်ကျမကြာနင်းကလေးကချားထားသည်နှင့်သူဆန်သည်မှာ ကျွန်မဆန်တန်းလိုက်သည်လက်ရည်အတွေ့အထိသည်ထိတယ်လို့မထိတယ်လို့မရေမရာဖြစ်ပြီးတကယ်တမ်းမှတော့ရှေ့မှာမိတိရာဝတ္ထုမျှမရှိတော့ပါချေနင်တော်ရဲမှာသူမပဲလို့ရောက်သွားပါသည်လေတရားထိတ်မှပြေးတဲ့ခုံချသွားနေရင်လေအတန်ကြာရမည်ယခုဘာတယ်မှမကြာပဝန်းညင်ဒီတိတ်ဆိတ်လေးအလင်းပြော့ဝန်းကျင်တိုင်းကျွန်မတယောက်တည်းဟင်ဒါဆိုစောစောကအမျိုးသမီးချူအီမွေးရနဒါဟာဒါဟာသုံးတရား၆လှန့်မှုလေးလား ကျမရဲ့ညာဘက်လက်ဖွားပြင်ကိုဖြန့်ကြည့်တော့ဖရာကြီးသပင်ချီမြင်စအချို့ဒါဆိုရင်စိုးစိုးကလေထုတဲ့ထိတယ်လို့မထိတယ်လို့နဲ့ထိလိုက်မိသည့်အရာမှာအမျိုးသမီးဆန်ချီမြင်နေလားစိုးစိုးကမျိုးသမီးသပင်ကိုထုံဖွဲ့ထားသလားဖားလျားဝေဝေကြဆင်းနေသလားကျမတတိမထားမိလိုက်တတိထားမိလိုက်ဒီမှာအမျိုးသမီးဝတ်ထားသောဝတ်စုံဤဖြူတူတူအစင်သွေးကိုပင်အဲ့ဒီညကသူဝတ်နေကြ ဆင်ဆွေရောင်အပွင့်စိတ်စိတ်ဝစ်စုံကပေါင်ရီဝေဝါအောက်မှာချင်းချင်းကြီးမြင်သာနေတယ်။ငိမ့်တခါပြောဘူးတော့အိမ်မစိန်တရာရဲ့ဆောင်းဝင်ငန်းဒါဆိုရင်ဒါဆိုရင်ကေညက်ကေခိုင်ရင်ဟင်ငိမ့်ရခေါ်တဲ့ခဝေးဝေးမှနီးလာတော့ငိမ့်ရခေါ်တဲ့ဒီအဆက်မပြတ်ကျမကိုငိမ့်လိုက်ရှာနေပြီထင်ပါရဲ့ငိမ့်ရငါဒီမှာကေဒီမှာ အတန်ပေးခြင်းပဲမြို့တည်ရဲ့အတန်ထွက်ဖို့ကြိုးစားမရဖြစ်နေတာဆန်းလာပါလားငိမ့်ဒီတရားပေါ်ကိုတက်တွက်လှမ်းလာလိုက်ဒီမှာတရားဟောင်းကလေးပင်တုံခါနေတော့ဒီကေးကြည်စံဒီမှာတယောက်တည်းဘာလုပ်နေတာလဲခါလေးလိုလမ်းလျှောက်ထွက်သွားတယ်ထင်နေတာစိတ်ယုံဆောင်ကောင်းလေးကဒီဘက်ကိုသွားလာတွေ့တယ်ဆိုလို့ဘာကိစ္စကေးကအိမ်မက်စိန်တရားပေါ်ရောက်နေတာလဲဖရားကြီးကေးတကူလုံးအေးဆက်တောင်းနေနေပါလားလာလာပြန်ကြပါစို့စောစောစီစီဧည့်သည်ရောက်လာလို့ကေးရဲ့ဟိုမှာဘာလုပ်လဲကြည်စံမအောင် ရင်ကကျမပခုံးကိုခက်ဆက်ဆက်ရန်ခါကစကားတွေအဆက်မပြတ်တွတ်တွတ်ပြောနေသည်ကျမငိမ့်ကိုပြန်ပြောစရာစကားမရှိလာပါအိမ်မစိန်တရားဖို့ရောက်နေသည့်ကိစ္စသည်မိသူတူတယောက်ကိုပြောပြ၍ကောင်းသည့်ကိစ္စမဟုတ်ကျမတယောက်တည်းနဲ့သာတရားဆိုင်သည့်ကိစ္စဖြစ်သည်ငိမ့်စကားထဲမှာစောစောကြီးကြီးဧည့်တယောက်လာလို့ဆိုပါလားဘယ်ကဧည့်တယ်ပါလိမ့်နောက်လုံးမျိုးနယ်ထဲမှာတိုင်းတည်အေးကန်းစက်ယုံစီကျမထန်လာသည့်ဧည့်တယ်မှာမိသူဖြစ်မည်လေ ။ဘဝဝင်ချိန်တွင်စောစောကလိုနေမြငွေတွေမရှိတော့တော့လေ။အလင်းဒီအမောင်ကိုထိုးဖောက်ဖို့ရှက်ယွနေစေ။အိမ်မစိန်တရာရဲ့အဝင်ထိတ်မှတော့လူတယောက်ရက်နေသည်။ကျမသည်ထိုးသူနီးတို့ခတ်သွက်သွက်ရှောက်သွားလို့ခီးဆောင်အိတ်ကိုလွယ်လျက်လောက်ခမ်းမွေမုတ်စိတ်မွေပပိုင်းမွေတွေရိတ်တင်ပယ်ပြက်ဖို့မိယောနေဟန်တူတော့ညင်းတို့တို့အတွင်တရံဖြင့်လူတယောက်ကိုတယောက်သေးနေရတာတိမခံနိုင်တော့ညင်းငွေလာလို့ကားလန်းကနေလိုက်ချလာတာ ညကတခွေရောက်တော့မိုးချုပ်နေပြီအခုမနေ့စောကြီးလိုင်းကမစောင့်နိုင်ပဲဆန်ကယ်ကယ်ကြီးငားပြီအလိုဖရာကြီးမောင်းပါလားကေရှိယာကိုလိုက်လာခဲ့ဒီမောင်းငင်းရဲစကားအပြင်ပြောရလျင်ချင်းချင်းနဲ့ကောင်းသူကြီးကတော့စေတဲ့နှောင်ဖွဲ့အပ်သောငွေရီဖွဲ့ချစ်ချင်းမြတ်တာများစွာအဖြစ်လာခြင်းကောင်းစွာရောက်ရှိလာခဲ့ပြီဖြစ်သည်စောစောကပြွေဝေအုံမိုင်းနေသောစိတ်သည်ရုတ်တရက်ပွင့်လင်းစွာအဖြစ်သွေးတို့သည်မြွေထွေးစွာလည်ပတ်လာလေသည် ကျမသည်လူမသိသူမသိကျမကိုကျမပဲမသိတော့အလွမ်းများဤစေစောမှုကြောင့်မောင်းလက်ကိုဆွဲကင်ကအိမ်မစိန်တရာဘောတို့ပြန်တက်လိုက်လေသည်မောင်ကတော့ကျမအပြုမှုကို နားမလည်ရှာပါမြစ်ပြင်သည်တဖြည်းဖြည်းဝင်းပလာတော့အလင်းအောက်တွင်နနေခင်းဤပြယုံဝါယီဝါသွေးဖန်ဖန်အဖြစ်တလုံးလုံးစီစင်းနေသည်မြစ်တို့မြည်သည်နှခါပြန်စီစင်းမှုမရှိ၏တဲ့ မကောင်းသောနေထာယုံများအတွင်းသားကိုလှိုက်စားနေသော အပူတန်ခြင်းများလက်ဆက်ကွဲကြည့်သောနှလုံးသွေးအလျင်များဤရင်မှတည်ဆောင်သွားပါလေတော့ဟောဒီကဘာမြေမှာ အတုအယောင်ချစ်အယောင်ဆောင်ချစ်တွေဆုံးရှုံးပြီးဘဝဏီကုံမလားသည့်အဖြစ်များရှိသလိုစစ်မှန်သော အချစ်တို့ယင်သည်စွာတီးပွင့်ကဘာတီတွေဆင်ကံဘဝခရီးလမ်းရှိကြီးဆုံးအောင်ထုံးပွင့်နောင်တွဲမိသူသားတွေရှိနေသေးတယ်ဆိုတာအိမ်မစိန်တရာသိစေခြင်းလိုက်တာကေ ညီလူမကောင်းရင်လားစိတ်ကောင်းကောင်းထားနော်ဥစေရလည်းအဝေးကြီးကလာတာခီးပန်းနေပြီနားပါကြတော့တို့တွေဒီအိမ်ထဲမှာကော်ဖီတောက်ပြီးနွေနွေထွေထွေသွားနေကြရအောင်ပါလာသွားကြစို့လောလောဆယ်ကျမအပြုတ်မှုအတွက်နားမလည်နိုင်စွာစိတ်ပူနေတော့ငိမ့်နဲ့ခရီးဝေးမှယခုပင်ရောက်လာတော့မောင်ပေါ်မှာကျမအတွေ့အကြုံနဲ့ညီနွင်ခံစားချက်ကိုဖွင့်ရထုတ်ဖို့ပြောဆိုရန်ဆန္ဒမရှိလှပါတခုပြောခြင်းဒီမှာ နင်းစိုးရင်တလို့မဟုတ်ပဲကျမကိုရောစိတ်ပါကျမ်းမာရေးကောင်းသည်ဆိုသောကိစ္စပင်ထိုရာသည်တေချာသည်ထက်တေချာလွန်လာ၏မိချမ်းဝေဒီကနေ့ဖပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာအရှင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီကောင်မောင်တို့များအားလုံးကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ